။စူးကြီးရဲ့တယ်လီဖုန်းသစင်းကိုကြော်တဲ့ပြမယ်လို့တရားဝင်ကြေညာလိုက်တဲ့ရှေစင်ယုံလာ။နိုင်ဘုံမှာစူးကြီးရဲ့တယ်လီဖုန်းကတခေထားပြီးရဲ့နောက်မှာတော့အခုရှေစင်ယုံလာကမှတယ်လီဖုန်းထက်လုံးဝမခေတဲ့သစင်တစ်ပုဒ်ချပြရမယ်လို့တရားဝါရီ။ရှင်ရလာဆိုတာကလမ်းပိုင်ရဲ့သင်းတွေနဲ့အမှုတွေမှာလိတ်ဆူရင်းနဲ့နမည်ကြီးလာသူဖြစ်ပြီးအခုလေအောင်မြင်တဲ့ဆိုတော့အုပ်ဖြစ်ရေးချင်းတွေကိုချပြကြလို့ကိုယ်ပိုင်သင်းတို့တွေစူးစမ်းကြတာပါဒီမရဲ့သင်းနဲ့ပတ်သက်ပြီးတော့လင်းရွှေစင်ရုံလာကရန်ကုန်မှာရုံကြည်ကျဲရှိနေပြီးမိုင်းပေါ်ရောက်လာတာနဲ့ကိုစိုးကြီးရဲ့တယ်လီဖုန်းကိုမေးတော်တဲ့အချိန်နမည်ကြီးစီရမယ်လို့လည်းအာမခံထားပါသေး ဒီကြောင့်ကိုရွှေစင်ယုံလာကတစင်းနမယ်လေးကရှေ့လိုက်ကိုကြီးလို့ခေါ်ပါတယ်။ကိုစိုးကြီးရဲ့တယ်လီဖုန်းပြီးတော့ရွှေစင်ယုံလာရဲ့ရှေ့လိုက်ကိုကြီးအလိုက်ပေါ်မှာတောင်းဆန်းတော့မှာပါ။အရေးရှိချင်တဲ့မကားတတော်ပြန်ပြန်နေတယ်လို့ပဲဒီတစင်းမီရိုအတွက်သိန်း30ကျော်ကုန်ခဲ့တာမလို့ပေါ့မယ်လို့တော့ယုံကြည်ချက်ရှိပါတယ်လို့ပြောဆိုခဲ့ပါတယ်။ပြည်သက်ကြီးရောကိုစိုးကြီးရဲ့တယ်လီဖုန်းကိုသိန်း30နဲ့တစင်းနဲ့စောတက်ပြမယ်ဆိုရင်ရွှေစင်ယုံလာပေါ်မှာဘယ်လိုမျိုးထိကြပါသလဲရှင်။